မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျကိုစိတ်နှစ်ဖြာစမ်းမပျော်ရွှင်ကြပါစေခင်ဗျအခုချိန်ကစပြီထင်ရှားကြော်ကြားခေါင်းဆောင်ကြီးများပြည်တွင်းပြည်ပတော်လှန်ရေးအသိပညာရှင် အတက်ပညာရှင်တို့ရဲ့အတွေ့အခေါ်အယူအဆများနဲ့အဆိုမိတ်များနေ့စဉ်ဘဝအရေးနဲ့ပတ်သက်ပြီးအသိပညာပေးအစီအစဉ်များကိုမျှဝေပေးမှာဖြစ်တဲ့အတွက် like and subscribe လေးလုပ်ပြီးခံစားကြည့်ရှုနာဆင်ပေးဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာနိုင်ငံတိုင်းမ ဖြစ်ခွင့်ရှိတဲ့ဥပဒေဆိုတာရှိတယ်မြန်မာပြည်မှာလည်း1980နေနိုင်ငံသားဖြစ်ခွင့်ဥပဒေရှိတယ်အဲ့ဒီဥပဒေကလည်းကိုင်းနေတဲ့လူမှန်ပြောင်းလက်ခံပေးမယ်လက်ခံလေမင်းတို့မကိုင်းနေဘူးမင်းတို့ဘယ်ကမွေးတာလဲပမာကြီးတာအေးမြန်မာပြည်မှာမွေးတာလဲအထောက်အထား ဲဟမ်မင်းမေတွေမှာဖျက်ခံခိုင်းလိုက်ပေါ့လာရှိုးတဏ္ဍပပဝဲနဲ့ပြန်ရတယ်ဆိုလို့ရှိရင်စောက်ချက်မရှိဘူးရှက်စရာကြီးကိုရှက်စရာကောင်းမှမတည်မဲ့လာရှိုးတဏ္ဍပရှက်မပေါ့ပြန်ရတယ်ဆိုတော့မင်းတို့ပဇံမှုမင်းတို့ပြောထွက်တယ်ဟမ်အခုအဲ့နောက်ဆက်သွဲပြဿနာတွေကဘာတွေဆက်လာပြီဟမ်ဘာမှမဆိုင်တဲ့ရခိုင်ပြည်နယ်မှာရိုဟင်ဂျာတွေအတွက်တီးတဲ့ state တစ်ခုထူထောင်ဖို့ဟာစစ်ကောင်စီကိုလာပြောရင်ကြားကောင်းသေးတယ်နောက်ဆုံးတော့အကောင့်ကဘာဖြစ်လို့လဲလက်ရှိအာနာဘေးစစ်ကောင်စီကိုမြန်မာပြည်သူတွေကအစိုးရပြည်အသိမှတ်မပြုထားပေမဲ့ ြန်မာနိုင်ငံကအဖွဲ့တစ်ခုဖြစ်နေတဲ့အတွက်စစ်ကောင်စီကိုလာပြောရင်တော့အပြစ်မပြောဘူးဘာမှမဆိုင်တဲ့မြန်မာပြည်မှာဒီနယ်တစ်ခုထူထောင်ဖို့ဟောင်းတရုတ်ပြည်ကိုတွားပြောလို့ဆိုတော့မြန်မာနိုင်ငံရဲ့အနေအထားကဘယ်အထိဖြစ်နေပြီလဲမင်းတို့မြင်အောင်ကြည့်တော့နော်အဲ့ဒီတိုင်းဆက်သွားလို့မင်းအောင်နိုင်အာနာရမှုတွေမင်းအောင်နိုင်ရဲ့တရုတ်ကိုအကုန်ထိုးကျူးမယ်မင်းအောင်နိုင်အာနာရရင်တရုတ်ကနေဒီပိုလန်ကြီးကမြန်မာနိုင်ငံတနိုင်ငံလုံးကိုခါလက်ကောင်ဖျက်ပြီးတော့ တရုတ်ပိုးလမ်းမှာကြီးပေါ်လာတယ်ပြီးလို့ရှိရင်မြေဆုံစီမံကိန်းကိုလုပ်မယ်အခုမင်္ဂလာဗီဒီယိုဖိုင်တစ်ခုတက်လာတယ် ARD မြစ်မှာတောင်ထွန်းထားတာမြစ်စင်တဆုံတောင်ကြီးရဲ့ရေရဲ့ခနေလာဝဲရှိတော့ချောင်းလေးလာဝဲရှိတော့စဉ်းစားကြည့်အပေါ်မှာရွှေတွေတူကြောက်နေတူကျင်ကျိုင်းကျင်ကျိုင်းရွှေကြီးတွေကျန်တောင်တွေကျွန်တော်ဆမ်းမြင်နေရောက်လာတဲ့အချိန်မှာရွှေကြီးတွေဆိုတော့မမြင်ဘူးလားကိုနကိုရွှေကြီးတွေဆိုကို data တွေကသူတို့စကားလေးနဲ့ကျင်တာအာဟောမှာတောင်ကိုမိတဲ့ဘက်ကိုလူတယောက်ကိုစီးထားတာမကြည့်ကြအောင်အဲ့ဒီပိုက်နဲ့ထိုးထားတာ ောက်ကဆက်နေတယ်ဆိုတော့ဒီတောင်နှလုံးကြားထဲမှာစမ်းချောင်းရှိတယ်ဒီအဲ့စမ်းချောင်းကနေထိုးချတဲ့ဟာဒီစမ်းချောင်းကိုအကုန်ပိတ်ပြီးတော့အဲ့တောင်ကြီးအကုန်လုံးပြိုကြသွားတယ်ဆိုတော့ရေလမ်းချောင်းနဲ့အကုန်ပိတ်ပြီးတစ်ပင်တွေအကုန်ပြိုပြီးရေမကြီးပဲနေတော့မှာမြေတွေမခမ်းမနေတော့မှာဒီအဲ့ဒါအဖြစ်ပဲအဲ့တော့တယုံနဲ့ထဲတဲ့ဘာဘာဖြစ်မလဲအေယာဝတီမြစ်ဆုံဖြစ်လိုက်အေယာဝတီမြစ်ဆုံဖြစ်လို့အခုငမင်ရဘလောက်ထုတ်နေလဲဘလောက်ထိခက်ကြမ်းတာထုတ်ဦးမလဲတယုံလာစောင့်မဲ့မြစ်ဆုံကဘလောက်ထိခိုင်ခန့်မလဲ နာကချက်ပေးတဲ့ခိုင်ခတ်ပြီအဲ့ဒီကရတဲ့အကျိုးအမြတ်ကဘလောက်ရမလဲဟဲ့ဒီစုပ်စီမံကိန်းကတရုတ်တွေ့ညမာတွေ့ဘာမှမရှိဘူးအဲ့တခုရှိတယ်မင်းအောင်လိုက်ငေါ့ဒီစုပ်စီမံကိန်းလောက်ကရော့မင်းတွေ့ဒေါ်လာတန်း90ညော့စိုးမင်းရဲ့မင်းတွေ့ဒေါ်လာတန်း30နော်ညော့ငမဲလုံးရဲ့မင်းတွေ့ဆယ်တန်းအဲ့တော့မြေဆုံစီမံခန့်လုပ်ဖို့မင်းတို့ခင်မှာလုပ်ပေးစမ်းကွာ။ညီမပြည့်ရရမှာအဲ့ဒါရမယ်။ ဒါမျိုးမဖြစ်မလဲဘယ်နဲ့ကပြောလို့အဲ့မြေဆုံစဲကြီးကျိုးရင်မြစ်ကြီးနားအစားနိုင်ဘိုင်းတွေပြတ်သွားလို့ရတယ်အဲ့ AR ဒီမြေအောက်ကယူရအကောင်လုံးထမင်းကကုန်စဲမျိုးစိုက်ပြီးအကောင်ရေတခန့်ကုန်မယ်မတော်လို့မြေဆုံကျိုးပြီးဆိုအဲ့အဲ့မှာရှိတဲ့ယူရအကောင်ယူရအောင်ရာနဲ့ရှိအကောင်လုံးနိုင်ဘိုင်းတွေပြတ်မယ်တရုတ်ပိုးလိုင်းဝင်လာလိမ့်မယ်တရုတ်ပိန်းနဲ့ချီဆင်းလာလိမ့်မယ်နော်တရုတ်တွေတိန်းနဲ့ချီဆင်းလာရင်ဘာဖြစ်မလဲမြန်မာနိုင်ငံသားတွေကအဲ့ဒီတရုတ်တွေရှိမှာကျွံပြန်လောက်ရမယ် လာညင်းရဲ့လားညင်းရဲ့လားကအခုတော့မှကျွန်လုံးနေရပြီလူတိုင်းတည်တာကချင်းပြည်နယ်ကိုသွားပချူးငပြောဆိုင်မယ်ဆိုပြီးတရုတ်တွေလာဆိုင်တယ်အဲ့ဒီကတောင်ရပိုင်ရှင်မှာငားတယ်နော်တောင်ရပိုင်ရှင်ကလည်းကိုယ်နိုင်ငံမှာမြေဝဆာဈေးရက်တဲ့လောက်ကင်စားတော့လို့မရဈေးကွက်ကမရှိနော်အဲ့တော့ဘာလို့ကလည်းရတဲ့ဈေးနဲ့နှားလိုက်တရုတ်တွေလာတယ်ဓာတ်ဥဈေးဝဆေးကိုပုံထည့်ပြီးတုံးတယ်တုံးနှစ်ဆိုတုံးနှစ်အပြက်ဆိုင်တယ်အဲ့ဒီခြံမှာအဲ့ဒီမြေကိုနှားတဲ့ပိုင်ရှင်ကကျွန် ကိုမြေမှာသူများကလာလို့လာကိုကကျွန်ပြန်လောက်ကလာအဲ့တော့မင်းတို့အမျိုးဘာသာတို့ပြောနေတဲ့ဖွေးမျိုးတွေမင်းတို့ကအမျိုးဘာသာပုံအမျိုးဘာသာတွေတိလားမင်းတို့ဘာသာပုံပေါ်တော့မတတ်တာတိလားတကယ်တကယ်တိုင်းပြည်အတွက်ဘယ်အရာတွေကနစ်နာနေလဲမင်းတို့ကသူ့ဘက်ကိုဘက်လောက်ပဲကြည့်ပြီးတော့မင်းတို့စိတ်ထဲမှာမင်းတို့ထောက်ခံတဲ့ဘက်ပဲအမှန်ဟမ်အခုဒါတွေအားလုံးကတကယ်ဖြစ်လာတဲ့အရာတွေစဉ်းစားကြည့်မင်းတို့မနာတော့ဘူးမင်းတို့ရဲ့အမျိုးဘာသာဆိုတော့ဘာကိုပြောတာလဲ ဘာသာဆိုတော့ထားလိုက်ဗုဒ္ဓဘာသာဆိုတော့မြန်မာနိုင်ငံတနိုင်ငံနဲ့ပိုင်တဲ့အရာကိုတရားဝါအားလုံးအတွက်စိုက်တဲ့အရာတစ်ခုနော်ကြည်တံတူတဲ့နှလုံးသားမှာဗုဒ္ဓရဲ့အဆုံးအမတီးနေဘာအဲ့ဗုဒ္ဓဘာသာတီးနေတာပဲဘာမှပြတ်လို့မရဘူးအဲ့တော့ဗုဒ္ဓဟုတ်တာအမျိုးဆိုတဲ့နေရာမှာခေတ်ကပြောသလိုမြန်မာနိုင်ငံမှာတိုင်းနဲ့တည်း35မျိုးရှိတယ်နော်ပမာအပေါ့ပမာဆိုတာတိုင်းနဲ့ပဲဒါကိုနေဝိလက်ထက်ကစပြီးတော့ပမာကပမာတိုင်းနဲ့တိုင်းနဲ့တိုင်းနဲ့လို့ပြောလိုက်ရင်လူအများဆုံးမျက်စိထဲမှာကျွန်တော်တို့ကအစအရင်ကဆို လူများလူမျိုးစင်းမှာဘာမှမပါဘူးထင်တယ်။ဘမာနဲ့တိုင်းကတစ်မျိုးပဲ။မင်းလည်းတစ်ချက်နားလည်းတစ်ချက်ပဲ။ဒါပေမဲ့အဲ့လိုမဖြစ်မဲနဲ့ဘမာကလူမျိုးကြီးဝါဒဖြစ်အောင်လို့ကွဲထားတယ်။တချို့တွေတိုင်းသားခေါင်းဆောင်တွေတော့မှဘမာလူမျိုးကြီးဝါဒဆိုတဲ့စကားကိုဒီနေ့ချိန်ထိပြောတယ်။ဘမာလူမျိုးကြီးဝါဒကိုအာနာရှင်လူမျိုးကြီးဝါဒဘမာလူမျိုးကြီးဝါဒဆိုအညာမှာတွားကြည့်ငတ်ပြီးဖွေလို့ဖြစ်တယ်ဘမာရဲ့တပုံကြီး။ကဲဘမာလူမျိုးကြီးဝါဒဆိုရင်နေရာတိုင်းမှာဘမာတွေအုပ်ဆုံးနေရမယ်။ ်ပရိစ္ဆာမှာတွားကြည့်တေးုပ်လူမျိုးကြီးဝါထားလို့ပြောလို့ရတယ်လုပ်ငန်းကြီးမှန်တယ်ဗျတေးုပ်ဘီအန်အမ်အဲကမ္ဘောဒီးယားမှာတွားကြည့်နော်လုပ်ငန်းကြီးမှန်တယ်ဗျတေးုပ်တွေအဲ့တေးုပ်လူမျိုးကြီးဝါထားပြောလို့ရတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာဒီအားလိုက်စီးပွားရေးလုပ်ငန်းခြေထဲမှာခရိုနီတွေပဲဝင်ကြည့်လိုက်ပမာကြီးပဲဟာစစ်ကောင်စီနဲ့ပေါင်းပြီးချမ်းသာနေတဲ့တိုင်းတိုင်းတပုတ်ကြီးဟမ်ညာနော်အခုရခိုင်မှာတော့ကြည့်နော်ရခိုင်တပ်တော်ကြီးဒီလောက်တိုင်းပြည်လုံးထောက်ခံနေတယ်ကမ္ဘာလုံးထောက်ခံနေတယ် ဦးဆောင်တဲ့ခေါင်းဆောင်တွေဘလို့ဖုံးပြတဲ့သူကလမ်းကြောင်းမှန်တယ်ရခိုင်ပြည်သူတွေဆိုအကုန်ထောက်ခံနေတယ်အဲ့ဒီဂျာတဲ့မှာတော့မထွက်လာစောမြလေးရတာစောက်ယူလို့စောက်ပေါ်လို့မှာဟမ်ကိုလူမျိုးကိုတတမင်တဲ့ဘွေးခွဲမဲ့လူပါလား